ီစီရီယမ်ဥပဒေကိုဇွန်လ23ရက်နေ့မှာထုတ်ပြန်ခဲ့ပြီးစီရီယမ်မှာပါဝင်ခဲ့တဲ့ဝန်ထမ်းတွေအတွက်တရားမျှတမှုနဲ့အကောက်အွယ်ပေးဖို့ရည်ရွယ်ခဲ့ပေမဲ့ဒီဥပဒေရဲ့အချို့အချက်တွေဟာတော်လှန်ရေးအင်အားစုတွေကြားမှာပဲကြဲကြဲပြင်းပြင်းအငင်းပွားပွေရာဖြစ်စေခဲ့ပြီးကန့်ကွက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။စီရီယမ်မှာမပါတဲ့သူတွေကိုအေးအေးယူရမှာပြည်သူလူထုပေါ်သူတို့ကျူးလွန်တဲ့ပြစ်မှုတွေအတိုင်းအေးအေးယူရမှာသာဖြစ်ပြီးစီရီယမ်လှုပ်ရှားမှုမှာမပါဝင်တဲ့ဝန်ထမ်းတိုင်းကိုအေးအေးယူတာက ဒီမိုကရေစီစံချိန်ဆက်ညွှန်းတွေနဲ့လဲကွဲလဲနေတယ်ဆိုတော့တုံ့တက်မှုတွေလည်းရှိနေပါတယ်။ဒီဥပဒေကိုကန့်ကွက်သူတွေထဲမှာကိုရိုင်းစီဒီယမ်ဝန်ထမ်းတဦးဖြစ်ခဲ့ပြီးစီဒီယမ်လှုပ်ရှားမှုကိုဥဆောင်ခဲ့သူတဦးဖြစ်တဲ့ဒဝဲခိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC တာဝန်ခံကိုမင်းလွင်ဦးလဲပါဝင်ပါတယ်။သူကစီဒီယမ်ဝန်ထမ်းတွေကို ဥပဒေအရအကောက်ွယ်ပေးတာကိုကြိုးဆိုပေမဲ့နမ်စီရီယံဝန်ထမ်းတွေကိုတပြေးညီအေးအေးယူမဲ့အချက်တွေကိုတော့လက်မခံနိုင်ဘူးလို့ဆိုပါတယ်။တချို့ဝန်ထမ်းတွေကဥပဒေပြောလို့ရှိရင်သူတို့မှဟိုပြန်စရာအေးအောင်မရှိတဲ့ဝန်ထမ်းတွေလည်းရှိတယ်ဗျာ။ဒီနိုင်ငံတော်ကပေးတဲ့လိန်ခံတွဲလေးလေးမှဟိုမဖြစ်စလောက်လေးနေနေနေရတဲ့ဟာမျိုးတွေပြီးတော့မဖြစ်စလောက်ရတဲ့သူတို့လက်စားလေးနဲ့သူတို့နောက်မှာရှိနေတဲ့မိသားစုဝင်အဲ့မိသားစုဝင်တွေကိုကြွေးဖို့အတွက်အဲသူတို့အတွက်ခက်ခဲတွေစိတ်ခုံမှုတွေအဲ့ဒါကိုကြည့်ပြီးတော့သူတို့ဟို တော့ဆုတ်နေရတဲ့ဝန်ထမ်းတွေရှိရဲအချို့ဝန်ထမ်းတွေကကြာတော့ကျွန်တော်တို့မဖြစ်မနေနားလည်ပေးရမယ့်ဟာတွေရှိတယ်ကဥပမာ2025 2020ထူထူရွေးကောက်ပွဲမှာဆိုလို့ရှိရင်လည်းပဲဒီဟိုမြူဒရီမိုကစီဖွဲ့ချုပ်ကိုမဲပေးတဲ့ဝန်ထမ်းတွေအထူးနဲ့တည်းရှိတယ်ဗျာဒီအခုလက်ရှိ CIA မလုပ်နိုင်သေးတဲ့ဝန်ထမ်းတွေအဲမှာအဲ့တော့အဲ့လိုဝန်ထမ်းတွေကဘာလို့ CIA မလုပ်နိုင်သေးလဲဆိုမလုပ်ကြလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကဟိုအဲသေးချကျွန်တော်တို့ဟိုလိုက်ကြည့်ဖို့လိုတယ်အဲ့လိုစဉ်းစားချက်မျိုးမရှိဘဲနဲ့အဲတင်းချက်ဥပဒေပြဋ္ဌာန်းပြီးတော့ စီအိမ်မလို့ရင်ဟိုအပြည့်သားလူလိုဆက်ဆံတဲ့ဟိုဥပဒေမျိုးဆိုလို့ရှိရင်တော့ဟိုမဖြစ်သင့်ဘူးလို့ပဲကျွန်တော်တို့ကမြင်တယ်ဗျကိုမင်းလွယ်ဦးကဒီဥပဒေဟာမြေပြင်မှာနန်းစီဒီယံဝန်ထမ်းတွေကိုအလွဲတကူဖမ်းဆီးအရေးယူဖို့တရားဝင်အကောက်ွယ်ပေးသလိုဖြစ်သွားစေနိုင်ပြီးစစ်ကောင်စီရဲ့လုံရက်နဲ့တူညီသွားစေက liberal democracy စံနှုန်းတွေနဲ့ဖီလာဆန့်ကျင်နေတယ်လို့လည်းထောက်ပြခဲ့ပါတယ်ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားသမတ်ကများအဖွဲ့ချုပ် ABFSU ကလည်း CRPH ကပြဋ္ဌာန်းတဲ့ CDM ဥပဒေကိုပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်းဇွန်လ15ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ဘက္ကတမြအဖွဲ့ချုပ်သတင်းနဲ့ပြန်ကြားရေးကော်မတီကမခင်နီကတော့ဒီဥပဒေဟာအားနည်းတဲ့သူတွေချင်းချင်းမှာပဲပိုပြီးထိခိုက်နစ်နာမှုတွေများတဲ့လုပ်ရက်တစ်ခုသာဖြစ်သွားလိမ့်မယ်လို့ဆိုပါတယ်။ဆရာနာရှင်စနေကတော့ခေဆက်ဆက်မှာငါနဲ့မတူငါရန်သူဆိုပြီးတော့လုတ်တယ်အခုဆိုရင်လည်းအာ CDN ဝန်ထမ်းတွေကိုအာတက်အနေနဲ့ချင်းချောက်တယ်ဖန်စီအေးအေးယူတယ် တခြားတော်လိုင်းအင်အားစုတွေကိုလည်းသူ့ကိုမထောက်ခံတဲ့အတွက်သူအရေးယူတဲ့ဟာမျိုးတွေလုပ်တယ်။အဲ့လိုပုံစံမျိုးကျမတို့ကထပ်တူမလုပ်မိဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုကျမတို့တွေက passive ညင်နေရှိနေလို့မဖြစ်လို့ပဲ။အခုဒီဥတွေမှာပါတဲ့အရေးယူခြင်းဆိုတဲ့အပိုက်ကနေစပြီးတော့ဖော်ပြထားတဲ့နန်းစီဒီယံဝန်ထမ်းတွေအယတားဝန်ထမ်းတွေကိုကျမတို့ကအရေးယူမယ်အဝင်ချတောင်းပန်ခိုင်းမယ်ဘယ်လိုပုံစံမျိုးနဲ့တော့ဖြင့်အာအရာတို့တွေရှော့မယ်ဆိုပြီးတော့လှုပ်ထားတဲ့ဟာမျိုးတွေက အခုစစ်ကောင်စီက CDM ပြောင်းဝင်လာတဲ့ဝန်ထမ်းတွေကိုအဆက်ဆံနေရတယ်တူတူပါပဲစစ်ကောင်စီနဲ့စစ်တပ်လူသက်ရန်တွေကတော့အဒီပြည်သူတွေကိုဘယ်လိုလုပ်နေတာ CDM ဝန်ထမ်းတွေကိုဘယ်လိုလုပ်နေတာဆိုတော့အညှိုးတစ်ခုနဲ့ညီမတို့ကသူ့ဘာသာသူညီညီနဲ့နန်း CDM ဝန်ထမ်းတွေကိုအဲ့လိုပုံစံမျိုးဖြစ်ပြန်လုံးလိုက်မယ်ဆိုရင်တော့အဲ့ဒါကဒီအားနည်းတဲ့သူတွေအချင်းချင်းမှာပဲပို့ပြီးတော့မှထိခိုက်ညံ့တာမှုတွေများရမယ်လောက်ရတစ်ခုပဲဖြစ်သွားလိမ့်မယ်လို့ညီမတို့ကတော့ယူဆပါတယ် ီဥပဒေအရ2021ဧပြီ30ရက်နောက်ပိုင်း CDM ဝင်လာသူတွေကခိုင်လုံတဲ့အကြောင်းပြချက်တင်ပြရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ဒီဥပဒေမှာတော့ NAM CDM ဝန်ထမ်းတွေကိုတစ်ချိန်မှာအမိပြက်စည်းရင်သွင်းတာ၊ယာရုကထုတ်ပယ်တာ၊ပြပထွက်ခွာခွင့်ယာယီပိတ်ပင်တာ၊လစာခန်းစား권တွေပြန်အပ်ရတာ၊ဘွဲတစိုက်တွေကိုအတိအမှတ်မပြုတာနဲ့တရားစွဲတာတွေပြုလုပ်သွားမယ်လို့ပါရှိပါတယ်။အခုဒီဥပဒေမပြဋ္ဌာန်းသိတဲ့ကာလပေါ့ဗျာဒီ အဒီစီဒီအန်လှူရှာမှုတွေအားအားကောင်းနေတဲ့ကာလမှာတော့မှပဲဒီစီဒီနန်စီဒီအန်ဝန်ထမ်းတွေပေါ်မှာ social punish လုပ်တဲ့ဟာမျိုးတွေကဟိုတောက်လျှောက်ရှိနေတယ်ကြာအဲကျွန်တော်တို့နားလဲတာကကျွန်တော်တို့ကဟိုဒီမိုကရေစီဟိုဒီမိုကရက်တစ် society ကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအမြင်ခွဲပြားမှုတွေကိုကျွန်တော်တို့ကလက်ခံဖို့လိုတယ်နိုင်ငံရေးကအခွဲပြားမှုတွေပေါ့ကျွန်တော်တို့လက်ခံဖို့လိုတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဟိုအဒီပြည်သူရမှာပေါ့ဗျာဟိုခုနကပြောတဲ့စဉ်းစားချက်မျိုးတွေရှိဖို့လိုတယ်ဘာလို့ ဟိုသူဒီလိုဖြစ်လဲဆိုတဲ့ဟာမျိုးတွေအဲကျွန်တော်တို့ကဟိုဒီအဲလက်ခံပေးရမယ့်အနေအထားတွေရှိတယ်ဗျာအဲ့တော့အဲအဲ့လိုခြေနေမျိုးကနာဂတ်မှာကျွန်တော်တို့ကတွန်လိုင်းကာလမှာမင်းကဘာလုပ်ခဲ့လဲငါကဘာလုပ်ခဲ့လဲဆိုတဲ့အတွေ့အခေါ်မျိုးတွေတော့ကျွန်တော်တို့ဒီမိုကရေစီဆိုတဲ့ဒီကိုတွားဖို့တဲ့တော့အဟာတနှုံးရှေ့တော့ဟိုဖြစ်မထင်ရပါပဲဒီဥပဒေမှာတက်မတော်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေကဥပဒေပါကိစ္စရဲများနဲ့ဆက်လင်းပြီးအကျုံးဝင်ခြင်းမရှိစေရဆိုပြီးလဲဖော်ပြထားပါတယ် ဥပဒေပါအချက်တွေကိုကောင်းထည်ဖော်ဖို့စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုလည်းဖွဲ့ရမှာဖြစ်ပြီးဒီဥပဒေကိုနိုင်ငံတော်မှဖြစ်ဖြစ်ဒစိတ်တေသားမှဖြစ်ဖြစ်အာဏာတက်ရောက်စေဖို့သမရကအမိန်ထုတ်ရမှာဖြစ်ပါတယ်။ဒီ CDM ဥပဒေကိုတော့မမနိုင်ငံလုံးဆိုင်ရာចောင်းသားသမတ်ကများအဖွဲ့ချုပ်ဘာကတာလူမျိုးပေါင်းစုံမျိုးဆက်များသွေးစည်းညီညွတ်ရေးမဟာမိတ်အင်အားစု GSCN တဝဲဒီမိုကရေစီရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC နဲ့ တက္ကသိုလ်ဆရာတမကများကိုစားပြုကော်မတီတို့ကကန့်ကွက်ထားကြပါတယ်ကျမမြစ်သိစင်ပါရှင်